ားလုံးပဲမင်္ဂလာပါတနင်္သာရီတိုင်းသတင်းချန်နာရဲ့ဖိုကက်အစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့မှာတော့ဆောင်းမရှင်သူရေးသားထားတဲ့အိမ်မပြန်ပြီးခေါင်းချချင်တဲ့မြောက်ကိုရီးယားကွန်မြူနီစစ်သားဟောင်းကြီးဆိုတဲ့အက်စီလေးကို တင်ဆက်လိုက်ပါရစေအိမ်မပြန်ပြီးခေါင်းချချင်တဲ့မြောက်ကိုရီးယားကွန်မြူနီစစ်သားဟောင်းကြီး မစ္စတာအန်ဟက်ဆော့အိမ်မပြန်ရတာ80နှစ်ရှိပြီပေါ့သူ့အတွေ့ထဲမှာအိတ်ဆိုးတာမှုံပြပြတာရှိကောင်းရှိနိုင်ပါတယ်အဝေးမှာနေခဲ့ရတဲ့အချိန်တွေက သူ့တက်တန်းရဲ့အများဆုံးအစိတ်ပံဖြစ်ခဲ့တာကို အခုတော့အသက်65နှစ်မှာမစ္စတာအန်ဟက်ဆော့ဟာ သူ့နိုင်ငံမြောက်ကိုရီးယားကိုပြန်ပြီးခေါင်းချချင်ပါတယ်တဲ့မစ္စတာအန်ဟာ1950ခုနှစ်မှာစတင်ခဲ့တဲ့ တောင်မြောက်ကိုရီးယားစစ်ပွဲမှာမြောက်ဘက်ကနေတိုက်ပွဲဝင်ခဲ့တဲ့လူငယ်ကွန်မြူနစ်စစ်သားလေးတဦးပါခေါင်းဆောင်ကြီးကင်အီဆောဟောပြောခဲ့တဲ့ကွန်မြူနစ်တရားတွေကိုနှိမ့်နှက်ကကယုံကြည်သူကိုလိုနီနယ်ချက်ဝါဒကိုတိုက်ဖြတ်ခြင်းသူ အမိမြေကိုရီးယားကျောင်းဆွဲကိုကာကွယ်ခြင်းသူပေါ့1953ခုနှစ်မှာတောင်ကိုရီးယားတပ်ဖွဲ့တွေသူ့ကိုရှေ့တန်းမှာဖမ်းမိသွားချိန်မှာတော့သူ့ဘဝဟာ ထိမ်မက်မထားတဲ့အချိုးကွေးတွေကိုကြုံတွေ့ခဲ့ရပါတယ်။တောင်ကိုရီးယားကအချင်းတောင်ထဲမှာ၄နှစ်နည်းနဲ့၄လကြာအောင်နေထိုင်ခဲ့ရတယ်။ကမ္ဘာတက်တန်အရှိဆုံးအချင်းသားတဦးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။တုံလုံးစရာကောင်းတဲ့ညင်းမနှိမ့်ဆက်မှုတွေကိုဖြန့်တန်းခဲ့ရတယ်။အချင်းချင်မှုနဲ့အိတ်အလွမ်းကားတော့ရင်နဲ့မဆက်အောင်ကြီးမားခဲ့ရသူပါ။ဒါပေမဲ့ဒီလောကနာတရားတွေက သူ့ရဲ့ငယ်ဘဝယုံကြည်ချက်တွေကိုတိုက်စားမသွားနိုင်ခဲ့ပါဘူး။ကွန်မြူနီဝါဒကိုယုံကြည်နေတော့မြောက်ကိုရီးယားကသာမှန်ကန်တဲ့လမ်းစဉ်ကိုရှောက်လန်းနေတယ်လို့ထင်မြင်နေတော့ကမ္ဘာလူအဖွဲ့အစည်းကြီးရဲ့အကြီးမားဆုံးရန်သူဟာအမေရိကန်လို့ယူဆနေတော့တောင်ကိုရီးယားကိုအမေရိကန်ကိုလိုနီဘဝကလွတ်မြောက်အောင်ကန့်တင်ရမယ်လို့တန်တိတ်တန်ချထားတော့မှပဲ။သူဟာ အချိန်ကမင်းလျော့ခံထားခဲ့ရတဲ့လူသားတို့ဦးပါခေတ်တွေပြောင်းသွားတာစနစ်တွေရစ်လျားသွားတာတွေကိုမတိခဲ့သူဒါမှမဟုတ်ရင်လည်းမတိချိုးချော်ပြုခဲ့သူတို့ဦးပါယုံကြည်ခဲ့တဲ့အယူဝါဒတစ်ခုဟာလူတယောက်ကိုဘလောက်လှိုက်စားနိုင်လဲဆိုတာကို ပြသတဲ့တက်တဲ့တစ်ခုလည်းဖြစ်ပါတယ်သူ့ကိုကံဝဆိုတဲ့မြောက်ကူရီယာကဂျုံကလေးမှာ1939ကမွေးဖွားခဲ့ပါတယ် သူမွေးတဲ့အချိန်မှာကိုရီးယားဟာဂျပန်လက်အောက်မှာပါကိုရီးယားစစ်ပွဲကြီးစဖြစ်တော့မစ္စတာအန်ဟာအသက်20နှစ်နဲ့စစ်ပွဲကြီးမှာဝင်တိုက်ခဲ့ပါတယ်တောင်ကိုရီးယားဘက်ကအမေရိကန်နဲ့မဟာမိတ်တွေကဝင်တိုက်ခဲ့ပြီးမြောက်ဘက်ကတော့တရုတ်ကဝင်တိုက်ပေးခဲ့ပါတယ်ပြည်သူတန်းခွဲလောက်တည်ချီကြပြီးစစ်ပွဲရက်စဲခါနေအချိန်မှာရွှေတန်းတနေရာမှာ သူအဖမ်းခံခဲ့ရတာပါ အဖမ်းခံရခြင်းမှာသူအသက်23နှစ်ဖြစ်ပါတယ်အခုတော့မစ္စတာအဟာတောင်ကိုရီးယားနစ်စပ်ကမြောက်ကိုရီးယားကိုလှမ်းမြင်နေရတဲ့ဂင်ဘိုးဆိုတဲ့မြို့ရဲ့ဟန်မြင့်ဘေးမှာအေလင်းတလုံးနဲ့နေထိုင်ပါတယ်ဟန်မြင့်ရဲ့တစ်ဖက်ကကတော့သူ့အိမ်မက်ထဲမှာအချင်းချင်းပြန်ဖြစ်တဲ့မြောက်ကိုရီးယားဖြစ်ပါတယ်သူ့အင်္ဂလိပ်ဟာ အမေရိကန်စစ်ကြင်ရဲ့အယုတ်တွေပိုစတာတွေကျွေးကြော်သံတွေနဲ့ပြည့်နှက်နေပါတယ်။အမေရိကန်ရဲ့ကိုလိုနီဖြစ်နေတဲ့တောင်ကိုရီးယားမှာကျွန်တော်မသိချင်ဘူးလို့မစ္စတာအန်ကပြောပါတယ်။ဘဝရဲ့အကျန်တဲ့အခြေအနေနည်းနည်းကိုမြောက်ဘက်မှာပဲဖြတ်သန်းချင်တယ်။အဲ့ဒါဟာတခုတည်းသောလွတ်လပ်ပြီးအမိအခုကင်းတဲ့ကိုရီးယားပဲ။အဲ့ဒီနေရာမှာပဲကျွန်တော်ရဲဘော်ဟောင်းတွေပေးမှအမြုပ်နံခန့်ချင်တယ် လက်ရှိနိုင်ငံတကာနိုင်ငံရေးနဲ့မြောက်ကိုရီးယားရဲ့ရည်တည်ချက်ကိုသူတိမတိဆိုတာကတော့ဘေဟလီတခုပါ သူခင်ဆိုတာကတော့မြောက်ကိုရီးယားဟာအာနာရှင်ကင်ဂျုံအန်ရဲ့လက်ထက်မှာတောင်ကိုရီးယားကိုလုံးဝအဆက်အသွယ်ဖျက်ထားတဲ့အတွက်သူရဲ့အေပြန်ခရီးဟာအကောင့်အထက်ပေါ်မလာသေးပါဘူးသူဖျက်တန်ခဲရတဲ့ဂျန်နယ်လှတဲ့အချင်းတော်ဘဝကသူ့ကိုဖြောင်းဖြစ်မရတဲ့နာကျင်မှုတွေကိုပေးခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် တောင်ကိုရီးယားကလည်းရစလာတဲ့စစ်အာဏာရှင်တွေအောက်မှာဆက်စုနဲ့များစွာရပ်တည်ခဲ့တာပါအချင်းတောင်ထဲမှာတနေကိုတနေခန့်အရိုက်ခံခဲ့ရတာတွေကရင်တလုံးစာပဲရှိတဲ့အခန်းထဲမှာနှိမ့်နဲ့ချပြီးတိုက်ပိတ်ခံရတာတွေအိမ်သာခွက်တက်ကလောက်တွေတဖွာဖွာချားမှာမဝရေစာအစာစားခဲ့ရတာတွေဟာ လူသားမတွေအတွက်တော့တွေးချလို့ရနိုင်တဲ့ဖြတ်သန်းမှုမဟုတ်ပါဘူးမြောက်ကိုရီးယားအချင်းသားတွေဟာ ခွန်မြင့်တဲ့ဝါဒကိုဆွလွတ်ပါတယ်လို့လက်မှတ်မရေးထုံမချင်းနေ့စဉ်နှိမ်ပန်းနှိမ့်ဆက်ခံခဲ့ရပါတယ်။မစ္စတာအန်ကတော့လက်မှတ်မထိုးခဲ့ပါဘူး။ဒီအချက်ကြောင့်ပဲသူဟာကပတ်တက်တန်အရှိဆုံးအချင်းသားတူဦးဖြစ်ခဲ့ပြီးသူ့သွားတွေအားလုံးလည်းတချောင်းမကျန်ရိုက်ချိုးခံခဲ့ရပါတယ်။အသက်63နှစ်မှာထောင်ကလော့ပြီးစောင့်ကြည့်ခံဘဝနဲ့နေခဲ့ရပါတယ်။၅နှစ်အကြာမှာ ူထက်အသက်အများကြီးငယ်တဲ့ဇနီးနဲ့အေးထောင်ကြားခဲ့ပါတယ်။သူ့ရင်မှန်းချက်ဖြစ်တဲ့တောင်ကိုရီးယားကိုလွန်မြောက်အောင်တိုက်ပွဲဝင်ဖို့ဆိုတာကတော့မပြောင်းလဲခဲ့ပါဘူး။အမေရိကန်တန်ယုံရှင်မှဆန္ဒပြနေတော့ချီတက်ကျွေးချော်နေတော့မှာ။အမေရိကန်တွေဟာ မတိုက်ထုတ်ရင်ဘတော်မှထွက်သွားမှာမဟုတ်ဘူးလို့သူကဆိုပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လကတော့နေမကောင်းဖြစ်လို့သူဆေးရုံတက်ရတဲ့အခါသူ့အထွက်အချိန်ဟာတိတ်မကြံတော့ဘူးလို့ Mr. An တိလာပါတယ်။ဒါကြောင့်ဗီဒီယိုနဲ့ message တခုပြောခဲ့ပါတယ်။တောင်းဝန်ကိုပြီးဆိုအောင်မလုပ်နိုင်ခဲ့တာကိုခွင့်လွှတ်ကြပါလို့သူကဆိုပါတယ်။ကျွန်တော်ဟာမြောက်ကိုရီးယားကဖြစ်တယ်ဆိုတာကိုနားလည်ပေးကြပါတဲ့။သူ့